ရတော့ကျွန်တော်ဒေါ်အောင်ဆန်းစုကြည်ရဲ့လောက်ွက်တွေကိုဒါကျွန်တော်နိုဘယ်ဆုရှင်ကြီးပေါ့ဗျာနိုဘယ်ဆုရှင်ရဲ့လောက်ွက်တွေကိုဒါချပြလာတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အားလေးကိုကျွန်တော်တကယ်ရှင်းလေးလုပ်ပေးပါမယ်ဗျာနော်အတူတူကြည့်ကြအောင်နော်အဲ့ဒီ၅နှစ်မှာတစ်ခိုးပေါင်းစုံနဲ့စားလိုက်တယ်အဲ့ဒါကိုပြန်ပုံးဖို့အတွက် NLD မှာနောက်တစ်ကြိမ်အာဏာရကိုအရေးကြီးနေတယ်တိုင်းပြည်ဟိုဖက်ဒရယ်ရမယ်လို့ ရွေးကောက်ပွဲကိုဗာလဲပြင်မယ်တို့အဲအဲအလကားပြောနေလားအဲ့ဒါတွေအလုံးအလကားအဲ့ဒါတွေအမှန်တရားတွေမဟုတ်ဘူးဒါဒါဒါကျွန်တော်သိတော့ပြောတာဆိုတော့ तू ကအာနာငမ်းဖဲနေတဲ့အတွက် तू က तू ပထမခိုးထားတဲ့ဥစ္စာတွေကို၅နှစ်နဲ့ပုံပြီးရမှာနော်အဲ့ဒါကမလုံလောက်ဘူးမလုံလောက်တော့နောက်၅နှစ်မှာ तू တခိုးဖြုံးမင်းသိန်းတို့နော်အဲ့ဒီမှာတောင်သမန်အင်းတခိုးတို့ကျန်လေးကျွန်းတခိုးတို့ အဲ့တခိုးပေါင်းစုံအတွက်အဲသူနဲ့စားထားတာသူထိုးရပြီးရင်ကချင်းပြည်နယ်မှာ အတီရှူးမပြောဂျန်နေအတွက်ခိုးထားတဲ့တခိုးလို့ကြောက်တခိုးလို့အာတခိုးပေါင်းစုံကိုဖုံးဖို့အတွက်ဒီတကြိမ်အာနာရမှသူကတက်တက်ရရဖုံးလို့ရပထမတော့အဲ့ဒါသတိရလို့ပြောလိုက်အောင်ဒေါ်သန်းကြီးခိုးရဲဆိုတာဟောဘူး အဲဒါအကြမ်းဖက်အဖွဲ့တွေနော်ဒေါ်သန်းစရီတောက်ကတဲ့အဖွဲ့တွေကလုံးဝနော်လုံးဝဘူးငင်းခါငင်းဘာငင်းတာကျင်းတော့မငင်းတဲ့အကြောင်းကြီးငင်းတာအများကြီးပဲအဓိကလက်စီရိုးဆိုအများဆုံးငင်းတဲ့ဒေါ်သန်းစရီခိုးတာတက်တယ်ပြသလောက်လဲဒီဒါကိုရှေလေးကိုရှေလေးကဒါရင်ဒေါ်သန်းစရီဘက်ကတောက်တော့ကိုလုံးဝကိုအဲလုံးဝကိုအစင်မပြေတဲ့ဘက်ကသူကဒေါ်သန်းစရီမှာဒေါ်သန်းစရီအခုသူကဒေါ်သန်းစရီရဲ့လှုပ်လာတဲ့ဟာအတချောင်းလုံးမှာဒါသူပြန်ပြောပြတာအမှန်တည်းသူပြန်မျိုးပြတာနော် အဲ့မှာကျွန်တော်တခုကြည့်လိုက်တာတနင်္လာနေ့တိုင်းဝင်ကြီးကျုပ်ကချင်းပြည်နယ်ဝင်ကြီးကျုပ်ကနှစ်ဦးမှသွားစုံနေတယ်တနင်္လာနေ့တိုင်းဝင်ကြီးကျုပ်ဒေါ်လဲလဲမော်ကအဲဒါသူအာခရီတရားနဲ့ဖန်လဲဖန်မော်သူတွေရဖို့အဲ့ဒီအလဒီရဲ့ရုံးချုပ်ကိုလည်းဒါသူတို့ဘာခေါ်လဲစီးစီးဖွဲ့ဟုတ်တယ်ဘလောက်ပေးရတယ်နိုင်ငံတော်အတိုင်ပင်ခံနဲ့ဘလောက်ပေးရဆိုတာဒါဒီလိုလာတာ အဲ့ဒါဖြုံမင်းလေးနဲ့အဲ့ဒါပြောတယ်အဲ့ဒါပြောတယ်ဒါပေမဲ့အဲ့တခိုးကိုတခိုးမကြီးတခိုးကိုနာအဲအားမေးနေတဲ့သူတွေအခုတခိုးတွေကြီးပဲအခုတခိုးတွေကြီးပဲကြားရတဲ့ဟိုခလေးတွေတည်တာ PDF တွေတကယ်သေးတာအဲ့ဒါတော်တော်ဒုက္ခရောက်တာစားရတော့တာဒုက္ခရတယ်အခုတို့တဖွဲ့လုံးကတခိုးကြီးပဲတခိုးတခိုးပြအောင်နေကြတာဟာမပေါအောင်အလိမ့်မပေါအောင်အလိမ့်မပေါအောင်ပြီးတော့အောင်လို့များတော့ဖြတ်ခိုး နိုင်ငံသားကိုရောက်ရောက်လည်းပြီးတယ်ပြောပြောအမလူကလူတွေခံခံပြီးတော့ထခိုးအဲတခိုးဘွယ်စီဖြစ်သွားတာဒီကတခိုးဘွယ်စီဖြစ်သွားဒီဘက်ကလည်းမဲခိုးမဲခိုးလို့မှပြီးသွားတဲ့ခါကျတော့အဲနိုင်ငံသားတွေရောက်နိုင်ငံသားရောက်တော့အလူဝေတွေအလူခံတယ်ဟောဗျာလူခံတော့သူတို့တကယ်လုံးမှမလို့ပေးအဲ့ဒါထခိုးထဘုံအမလေးအဲ့ဒီတခွေလုံးအောင်ကခိုး ကိုစုံလူတိုင်းတကြီးကသူ့ဘယ်သားတလူပြင်းနေတယ်။အဲ့ဒါကျွန်တော်ပြောတာမဟုတ်တော့ကိုကျက်လေးပြောတာအာသူပြောတာကျွန်တော်ဒါတော့ပြီးတော့မှကျွန်တော်ကြားတာလေးကိုပြောတာကျွန်တော်တော့ဒီအပိုင်းတွေမသိဘူးသူတို့ကိုတော်ကိုတော့ကျွန်တော်တွေ့တာလည်းမဟုတ်ဒါပေမဲ့အကောဆက်ဆက်ကပြောတာဖြုတ်ဖက်သိပြောတာလည်းအာဒေါ်သန်းကြီးကိုချွေဘလောက်ပေးရလဲအဝင်းကြိုတိုင်းပြောသွားတဲ့ဟာတွေကချွေပေးရတယ်ဆိုတာကြီးပဲအဲ့လိုမျိုးရှိတယ်ဒေါ်သန်းကြီးကချွေတော့ကြိုက်တယ်ထင်တယ်သိရမှာအာသူကချွေတော့ကြိုက်တယ်ထင်တယ်ဒီပတ်စံနေရာတော့နိုင်ငံခြားကြောင့်ပါပဲ ူကနိုင်ငံခြားမှာကသူသားသမီးရွှေစင်မျိုးဆက်ရှိတာကိုရွှေစင်သားသမီးတွေရှိတဲ့ခါကျတော့သူပြဿနာတွေပဲရောက်လဲနိုင်ငံခြားရောက်တယ်နောက်ဆုံးပြမှန်မှန်ကန်ကန်ပြောမှဆိုကတော့လိန်လို့မရတဲ့စကားလေးတစ်လုံးရှိရပါလေဆို Nobel ဆု Nobel ဆုကရတဲ့ပြဿနာတွေကမြန်မာပြည်ထဲမှာရတာမဟုတ်ဘာမှရမဟုတ်သူသားက1960လောက်တည်းကဖြောက်ပြီးယူသွားပြီးပါခိအဲ့လိုမျိုးရှိတယ်အဲ့တော့တချို့တွေကနာကြတယ်ဒေါ်ဒေါ်သတ်သူကြီးကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့နိုင်ငံရေးသမားနိုင်ငံရေးသမားမဟုတ်တခိုးအဲတိုင်းပြည်ဗန္နာကိုဘာပို့ဆိုပါဆက်ခိုးတာအဲ့ဒီပြဿနာတက်တာ ဲ့ဒါကိုဘယ်လိုလဲဟိုဒေါ်သက်သက်ခိုင်ပြောတဲ့ခါကျဒေါ်သက်သက်ကဝိုင်းပြီးဖောင်းတူတယ်ဒါကျွန်တော်ပြောမှာတော့ကျွန်တော်ဒေါ်သက်သူရသခိုးပါလို့ဆွဆွဲတာမဟုတ်ဘူးအဲသူတို့ပြောတာကိုကျွန်တော်ပြောတာကျွန်တော်ကျွန်တော်ဝိုင်းဖောင်းတူမှာဆိုလို့မထုနဲ့မထုနဲ့သူပြောတာအတူနော်ဟုတ်ရပထမတော့ခိုးလိုက်တဲ့အချိန်ပဲသူ့မှာရှိလိုက်တယ်ဖုံးလိုက်တဲ့အချိန်မရှိဘူးကျွန်တော်တော့လည်းငါမသိဟုတ်ကဲ့ဟုတ်ကဲ့ဘူးလိုက်တဲ့အချိန်တော့သူကရခိုင်ကိုချက်ပွဲနဲ့ညီလန်တယ် ကိုဘင်းနဲ့ညီလန်နဲ့ရခိုင်မှာ9ညလောက်ပဲလုံတော့ပြီသလားငါလည်းမဲပြေးကြမှာမဟုတ်ဘူးပေါ့ဟုတ်တယ်နော်အဲငါလည်းမဲပြေးကြမှာမဟုတ်တဲ့အတွက်ထားရလိုက်ပေါ့အဲကြံလေရခိုင်ဆိုလို့ကျွန်တော်တစ်ချက် LED ကိုထုတ်နေလိုက်ထောက်ကမထောက်ကတော့မသိဘူးဗျရခိုင်ပြည်ကိုဒါရခိုင်ပြည်သူတွေလည်းပဲကျွန်တော်အဲ့ညံမှာကိုရှက်လေးပြောလို့တတိယဝါလို့တခေနိုင်တာကရခိုင်ပြည်နယ်မှာအများစုနိုင်သွားတာက ဒေါက်တာအေးမောင်ထင်တယ်ကျွန်တော်အဲ့ချိန်တော့ဟိုတိတ်ပြီးတော့မသိပါမယ်ကြားသိလိုက်တာဆိုတော့ဒေါက်တာအေးမောင်နေရအများစုမှာနိုင်တယ်အလာဒီကနေရနည်းနည်းပဲနိုင်တယ်အဲ့ဒါကိုအလာဒီကဘိုးအစိုးရကဒီလိုလုပ်တယ်ဆိုပြီးတော့မလုပ်တယ်လဲဆိုဘိုးအစိုးရကနေလာခန့်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒီဘက်ကမဲအများနိုင်တယ်ဘာခန့်တယ်ဆိုတဲ့ပုံစံမျိုးဥညိပူလာမသိဘူးအဲ့ရခိုင်ပြည်နယ်ဝင်းကြီးချုပ်ပြည်ခန့်နိုင်တယ်အဲ့အိမ်မကြီးနောက်ပေါင်းတဲ့သူပြည်နယ်တက်ကုန်ကြအောင်ရခိုင်ပြည်ကသူတို့ကိုလုံးဝကိုမကြိုက်တာ အဲ့မှာကြားတဲ့ကြားတဲ့မှာ PDF ဆိုတဲ့ဟာတွေကဒီ A တော့ကိုသွားပြီးတော့ဒူးထောင်းတက်ကြောက်တွေလုပ်တယ်တော်လည်းဟိဝဆိုတဲ့ကောင်တွေကလည်း A ကိုဒါဘယ်လိုပြောရမလဲဆိုတော့ဖခင်ကြီးတစ်ဖွဲ့ဖခင်ကြီးတစ်ဖွဲ့ကျေးဇူးရှိတစ်ဖွဲ့အမနီးကင်းဆောင်လမ်းပြဆိုတော့လုံလိုက်သေးတယ်ဖုံးမျက်နှာကိုများဘလို့အံ့ငုံလုံးလုံးအံ့အောင်မအောင်မသိတာကိုမအရင်ချင်းမရှိတော့ဟိုကောစက်သေးကြလို့တော့နီးဆောင်လမ်းပြလုံလိုက်သေးတယ်ဘယ်ထုံးမျက်နှာနီးဆောင်လမ်းပြဆိုမလို့သေကန်ကြီးဟိုလက်ရှိဘွားတို့ကဘာကောင်းသေးလဲအဲသေကန်ကြီးငမူးတွေဟိုကောင်တွေ အဲရီမွန်တော့ဘာလို့ကဘာကောင်းသေးလဲမင်းထုံးပြလိုက်49နဲ့ကြည့်ရလေလီမွန်လီမွန်တော့ဖြစ်တယ်ရီမွန်ကအတက်ဘလောက်ရှိလဲမင်းတို့တွက်လေမင်းတို့ရီမွန်မင်းတို့အားကောင်းအောင်မလားမင်းတို့အန်ယူတီဖွဲ့ကြီးကိုဟမ်အတော်လိုင်းကြီးရဲပေါ်လေဆိုတော့ကောင်းတယ်တော်လိုင်းကြီးရဲပေါ်ဟိုမှာဘိုးကြီးထက်မြတ်တို့ဘာလို့ကြောင်ပြောနေတာအမှန်တရားကိုကျွန်တော်အတူယူအောင်မလားနောက်ထပ်ဘယ်ကောင်းတယ်ပြီးတော့ပြောတယ်အများကြီးပါပဲအဲရခိုင်အေယူထုံးပြနိုင်ကိုအယမ်းတံမိုးတာပြီးတော့ပြောနေကြတာမင်းတို့ရဲ့ဟိုဝင်တဲ့တကယ်ဟိုဒီဒီခေါ်တဲ့ကောင်းကြီးကဘာလို့လဲလက်ကြီးဝိုင်းဟိုတာဒီ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 နဲ့ ်လူဘာမရှိသူဒီသေးတယ်ဒီသေးဆိုသူသေးကိုသေးကြမှာဆိုတမ်းလာသူတွေကိုသေးတော့မဟုတ်သေးဘုံလေးပဲချလိုက်တယ်အဲ့မှာအော်နေစောက်တန်နေထွက်ပြီတနိုင်ငံလုံးတစ်ကမ္ဘာလုံးပတ်អော်ပြီဟုတ်လားပြောချင်လို့ပါမပြောတာပါပြောပြောမပြောချင်လို့ပါပြောမလို့ဒီသေးခေါ်တယ်ဘာမို့ဒီသေးမှမသိဒီသေးလို့ခေါ်တော့ကတမ်းလာဘုံတင်မဟုတ်ဘူးမနှုတ်ပြဘုံမှချလို့ရသေးတယ်ဒီလား လူကမရှိသေးလက်နက်ကမထွန်ရသေးဘူးတနက်ကမပြစ်တတ်သေးဘူးဟိုတိုင်းသားတက်အောင်မှာဖာခံတဲ့ကောင်မလေးကသွားခန့်လက်နက်ရဖို့အတွက်အလုတ်ခံတဲ့လူကလိုက်ကြုံခံတဲ့လူကခန့်အသေးခံတဲ့လူကခန့်နေပဲတိုင်းသားလေးကမှဒဲထွက်နေတဲ့ဟာမထွက်ရုံးမထွက်နိုင်ဘူးဒီသေးတဲ့သူကအဲ့လိုအဲ့တော့ဘယ်တော့ဘာပြောတယ်ဆိုအမအသက်48နှစ်လောက်မှမနေတဲ့နေ့မှပြည့်သွားတဲ့ထောင်ပြနိုင်ကိုသွားပြီးတော့မှဝိုင်းပြီးအခုတော့ရှစ်ခိုးကြပြန်ပြီအဲ့ဆိုလို့ရှင်မေရီမုံတို့ဘာလို့တခါရှင်းမလိုက်ကွာတခါရှင်းလို့ရှင်းလိုက်တော့သူတတ်လိုက်တာပေါ့သူတို့နေရာစိတ်ငှက်လိုက် တယ်မင်းအဲ့ဒါကိုပြောတာဟုတ်လားရေသေးမရှိဘဲနဲ့ဘာမှမဟုတ်ပဲအကောင့်နဲ့အကောင့်လုံးကခိုးဆိုးအကောင့်လုံးလုတ်ပြီးတော့မှနိုင်ငံเจ้าကိုပြေးတာနိုင်ငံเจ้าကလည်းရလောက်ကိုရလောက်ဖန်ဒီထဲမှာမင်းတို့သေးတာမသေးတာသူကထဲကိုမတက်တာမင်းတို့ PDF တွေသေးတာမသေးတာထဲမှာအခုလည်းပဲဒါမိုးကုတ်မှာမင်းတို့ဝိုင်းပြီးတော့မှဟိုအခုကောင်းတွင်းရေကောင်းကောင်းကွင်းတော့ဖြစ်တာကောင်းတွင်းကောင်းကွင်းရတွဲဖြစ်သွားရင်လားအဲ့ဒီမှာမင်းတို့ပြန်ဖို့ခံနေတယ်ပြီးတာအဲ့ဒါလေးတော့ပြောခြင်းနဲ့အဲဒေါ်စုကရခိုင်ကို ဟိုမြေလမ်းမှာဆိုတော့တတိယပါလို့အဲဒေါ်စုကမြေလမ်းမှာဆိုတော့ရခိုင်ကအေးကိုဒေါ်စုကိုဟိုလွတ်မြောက်အောင်လို့ရုံးနေဟုံးနေဆိုတော့ကောင်းတယ်ကသွားပြီးတော့ရှက်ခိုးနေကြတယ်ဒီလိုစက်ညစ်ဘက်တွေကိုတွေ့နေတာဒါလေးတတိယလို့ပြောတာပါအတူတူနားတော့မှာကွာဒီနေတွေကိုငါတို့ကပိုပစ်ကိုပြအဲမကူနဲ့ကူကူခိုင်အဲပြီးရင်အဲ့ဒီမှာတောက်တောက်ဇွန်းလုံးနဲ့အမေရဲ့ဘုံတကူတော့ကြောက်နေဒီပိုပစ်ကိုကဲတော့မှုမဲ့သူ့ကိုယ်သူနတ်သိမ်းလို့လို့ပါလို့လို့နဲ့ ဟုတ်တယ်နော်လော်မီပြရလဲတော့ပဲအဲ့တော့စဉ်းစားကြည့်ဟာလေအစ်မောက်ကြည့်ခဲ့ပြီလေတူလို့လို့လူမင်းကြီးရဲ့ချူချင်ဘလောက်ဘူးအလားလေ तू ဟာလိုပဲအစ်မဟုတ်တော့ဘူး तू စဲပြီးရောကယူနေကျွန်တော်ကိုတရေပို့တယ်ဒီနေ့သူ့ကိုတဲ့လိုက်ပြီးတာဘလောက်လောက်ရောက်သွားပြီလေတဲ့မေးတယ်ဗျာဒီလိုနဲ့ရောတဲ့အမေရဲ့ကွန်မန့်တွေတော့အများကြီးပဲတဲ့ ဟာလိုက်နေတယ်တက်နေတယ်ဆိုရင် तू อ่ะပြောင်းနေတယ်ဟာ what the fuck man what the fuck ဟဲ့နိုဘယ်ဂျင်းရဲ့ဆူရှင်အဲ့ဒါမေးရသလားဟဲ့ဒါကတော့ကျွန်တော်ရိုင်းတော့မဟုတ်ဘူးကျွန်တော်တို့တိုင်းကြီးကိုအဲ့ဒီလိုငပိမကြီးอ่ะအုတ်ထုတ်နေလို့ကျွန်တော်တို့ကပြောရအောင်ဟုတ် တဲ့တာသူပြောလို့ဒေါ်စန်းစရီကိုဆယ်လီဆိုတာဒေါ်စန်းစရီမြေကြီးနောက်ဖက်လာနေတာအကြောင်းအကြောင်းသွားလာတာဓာတ်ပုတ်ရိုက်ဖို့ဓာတ်ပုတ်ရိုက်ဖို့နောက်ကအဲအလယ်ရီယာအဖွဲ့ရလဲဟိုအများကြီးတော့ကာရာရောသူဝိနာမှာဟိုဗာတက်တော့တောင်းနေတယ်ဗာကြာဒီနားရအရေးကြလားဒီနားကရောဒီနားကတလားဒီနားကအလဲကြီးလားဒီနားလိုက်အမေရအစီပြေးလား အဲ ਉਹਨੇ ပြတရားကြုံတော့ကနော်မန်းတို့သူအမှတရားစနစ်ကြတယ်အောင်ကြောင်းဒီကောင်မလည်းတရားပါတရားလားဟိုနားမှာရိုက်ကြည့်လိုက်ဒီဘက်လက်ရအလေးအရေးကြနေသေးတယ်ဟိုဘက်နည်းနည်းရှိလိုက်ပဲအဲသူကသူပဲစုံပြတယ်ကနော်မန်းတခါတော့ပြောအဲ့ဒါတော့ကျွန်တော်တတိယလို့ပြောတာပါကြောင်းဒီကောင်မောင်နှမလေးအဲ့ဒီဖိုင်တရားပဲလို့ပြောတယ်သူပြောတာဟုတ်တယ်ဟိုမှာဒါတော့ကျွန်တော်အဲ့ဒါလေးပြီပြီထောက်ခဲ့တယ်ဆယ်လီဆိုတော့အဲအဲအဲမဲ့လို့ပဲရအတူတူစိုက်ကြည့်အောင်ပဲနိုမဲငင်းငင်းရှုရှင်ဟာ ဖေးစဘောပေါ်မှာငါငါ့ကိုလိုက်ပေးတာဘယ်နှယောက်ရပြီလဲလို့မေးရတဲ့ပုံကိုမျိုးမဟုတ်ဘူးဟဲ့ဟဲ့ဟဲ့ဘယ်လာမသိဘူးဟုတ်တယ်ဟုတ်တယ်ကျွန်တော်ဟုတ်မြင်တယ်ညပြီးတော့ Nobel ငင်းငယ်ဆုရှင်ကခင်ဗျပါခံခဲ့တဲ့လူတွေနဲ့အိမ်ပေါ်မှာဆွေးနွေးတိုင်ပင်ရတာမဟုတ်ဘူးဟုတ်တယ်နော်ပညာရှင်တွေနဲ့ တိုင်းလူပြည်သားတိုင်းရင်းသားခေါင်းဆောင်တွေဒေသခေါင်းဆောင်တွေလူမှုအသင်းအဖွဲ့ခေါင်းဆောင်တွေနဲ့စကားပြောဆွေးနွေးနေရမှာအဲ့တော့ကျွန်တော်ကြည်လိုက်မှာတိုင်းရင်းသားရုံးမှာဆိုနိုင်ငံသားအယောက်60ရှိတယ်အမှန်တကယ်တော့ဒါဒီမိုကရေစီသူလမ်းလျှောက်တယ်ဆိုကျွန်တော်အမြင်နဲ့ပြောတာပါနော်တိုင်းသားကောင်းဆောင်တွေတိုင်းသားလက်နက်ကန်တွေတိုင်းသားဒါတွေနဲ့သူကအကုန်ညှိနှိုင်းရောဘာဖြစ်လို့သူကငြိမ်းချမ်းမျိုးပဲဆုရှင်ဘူးငြိမ်းချမ်းမျိုးပဲဆုရှင်သူကမြန်မာနိုင်ငံပေါ်မှာတကယ်မြင့်တာစေတနာတကယ်ထားတယ်ဆိုလို့ချင်းငြိမ်းချမ်းရေးဖြစ်အောင် အခုလက်ရှိဟိုတိုက်ပွဲတွေပေါ်ဆောင်နေတဲ့အဲတိုင်းသားလက်နက်ကတွေကျသူမဲ့ဘလို့ငင်းချင်းကြီးလောက်ရမလဲဒါသူလောက်ရမှာဘာဖြစ်လို့သူကငင်းချင်းကြီးလို့ပဲဆုရှင်ဖြစ်နေတာကိုဟုတ်တယ်မနိုဘယ်ဆုကအရင်ရတယ်ငင်းချင်းကြီးကနောက်မှလုံတယ်ကျွန်တော်တို့ကဒါကျေနပ်တယ်အခုကနိုဘယ်ဆုကတော့အရင်ရတယ်ငင်းချင်းကြီးကိုလုံးဝပယ်ထားတာကြတော့ဒါကြတော့ အာအမြင်လည်းမကောင်းလို့ဗျာအမြင်လည်းမတည့်တယ်သူတပည့်သားသမီးတွေဘယ်ကငြိမ်းချမ်းရတာလဲဆိုရင်သူတို့တပည့်တွေမေးကြည့်ဘာမှမသိဘာဖြစ်လို့လဲဆိုတော့စိတ်အဆိုးရနေတဲ့ဒါငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ဆန္ဒပြလို့ရတော့အော်အဲ့ဒီကဘာပေးတာမင်းတို့မြန်မာနိုင်ငံငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ဆန္ဒပြလို့စိတ်ငြိမ်းချမ်းရေးပေးတယ်ဆိုပြီးတော့ပြောကြတယ်သူများတိကျွန်တော်တိတာတပြားတပည့်နိုင်ငံမှာအာဒါငြိမ်းချမ်းရေးဖြစ်အောင်လုပ်တာလို့နော်ဒါမျိုးလေးတွေပေါ့အာတပည့်ပညာရေးလူမှုရေးမှာထူးချွန်တဲ့ပုံပေါ်လေးကိုပေးကြတာပေါ့ ူကဘယ်နဲ့မှထူးချွန်ပြီးပြေးလိုက်တာလဲလို့ကျွန်တော်ကဒါအရင်တော့ကျွန်တော်မေးခေါ်မေးဘူးပါလေကဲထားလိုက်ပါတော့ဒီနိုင်ငံသားအယောက်60ကိုကျွန်တော်တို့ဒီအတိုင်းအခံရုံးမှာခေါ်တာမှသူသူတိုင်းသားတွေမှာမှပညာရှိတွေအများကြီးပဲတိုင်းသားတွေမှာဒါလိုမျိုးလက်နက်ကိုင်းနဲ့ငင်းငင်းကြီးရပြီးတော့တိုင်းပြည်ဖွံ့ဖြိုးအောင်များလှုပ်ခဲလိုက်မှဆိုလို့ညဒေါအောင်ဆန်းစုကြည်တမိုင်ရိုင်းကြမလို့နော်ဒီမဲမတမမှုဖြစ်လို့အာဟုတ်ပြီးတက်မတော်အနေဖြစ်တာပြန်လုံးမေးမှလို့ပြောလိုက်တယ်ဒေါအောင်ဆန်းစုကြည်တမိုင်ရိုင်းကြမလို့ အခုကဒေါံစားစုကြီးကအာနာမည်နဲ့လုံစားပြီးတော့မှဟိုကျွန်တော်ပြောရမှာအာနာလို့ပါကျွန်တော်တို့ကလည်းငငယ်တော့ကျွန်တော်တို့အမေကပြောတယ်အဖေမောင်ကပြောအနီးတော့အလုံးကြီးတော့တောင်းတောင်းမင်းအဲ့ဒါကျွန်တော်တတ်လက်ခုလက်ခုအမေကပါပြောမှာအကြီးအသေးအထဲမှာပုတ်ဆော်နေအပြင်းရတာလာလာတယ်အာအဲ့ဒါကိုကျွန်တော်ကငငယ်တော့အကြောင်းသွားတတိယအော်ကြီးအသေးဆိုတာအပြင်းရတာလေအတွင်းထဲမှာပုတ်နေတယ်အေးအဲ့ဒါပြော အော်အဲ့လိုမျိုးဖြစ်နေတာလို့ဒါကျွန်တော်အမြင်ပြောတာပါကျွန်တော်တော့ဟိုတောင်စန်းစီတို့ပြောတာမဟုတ်ပါဘူးဒါကျွန်တော်သွားတွေးမိတာကိုပြောပြတာကဲကျွန်တော်တို့အတူတူနားထောင်ကြည့်အောင်ပါဗျာအခုသူရဲ့ကျွန်ကျွန်တော်ရဲ့အမေသူ့ရဲ့နိုင်ငံတကာတန်တမာရေးအလုတ်ကရောအလုတ်မဖြစ်တဲ့ခါမှာကျွန်တော်ကိုကိုရှီလေးပြောတယ်လို့စေဒီယူးယူးနေတာဟုတ်အခုမှသူ့ရဲ့လက်ရည်မှုနဲ့ထွက်လာတဲ့ကြပြားတွေကိုရောဒီဒီလာဆွဲလို့ဆွဲတိရမလားကျွန်တော် လေလာဆွေးလို့ဆွေးမဒါကလပ်ရှင်ဆိုတာရောနားမလည်ဘူးဒီလိုက်ဘလောက်ရတယ်ဆိုတဲ့ဟာတွေမှာကျွန်တော်ကအချက်မခွဲချင်သေးဘူးအဲ့ဒီကြရားဟာဆိုဗီယက်ကွန်မြူနစ်ပါပါတီကနော်ဒီဘော်ရှီဗစ်ပါတီကမာရာကော့စကီကရေးခဲ့တာဟုတ်ကွဲမှာသူအချက်ကွဲပါဒါပေမဲ့မာရာကော့စကီရဲ့အယူဆကိုသူကယူပြီးရေးထားတာ သူရဲ့ own creator မဟုတ်ဘူးပေါ့ No no everything he is not create he doesn't create mm. about that အော်ဒါကကော်ပိုရိုက်ကြီးတာအလောကြီးဖြစ်ရတာကော်ပိုရိုက်ကြီးတာစတာတာဟုတ်ဆလာသူက copy idea နဲ့ရေးထားတာမာရာကော့စကီရေးခဲ့ပြီးပြီ the pro mana ကြပြနာမည်ကကျွန်တော်တို့သိတယ်ကျွန်တော်တို့စာဖတ်တဲ့လူတွေနော် ိုရင်းကဗာလဲပိုချီမင်းရေးခဲ့တဲ့အာဒီခရမ်းပြမြင်းရိုက်အောင်ဝင်းတို့တစ်ခါပြန်ရေးလို့ကျွန်တော်ဝေဖန်ပြီးပြီဟဲ့လားပိုချီမင်းလည်းရေးခဲ့တယ်ပိုချီမင်းကမြင်းရိုက်နဲသူကတော့မတူဘူးပိုချီမင်းပြောတာနော်စစ်တပ်စစ်ဒီအာစစ်လက်နက်နဲ့ကျိုးလာမတုံနဲ့ရာဇတန်နဲ့ကျိုးလာမတုံနဲ့သူဟာမြင်းရိုက်နော်အမြဲတမ်းဒုံဆိုင်နေတယ်သူရေးခဲ့တာပိုချီမင်း အဲအဲ့လိုမျိုးအခုသူကအာနာမရခင်တော့အရန်ကောင်းတယ်ရေးတာတွေပြုတာတွေပြောတာတွေအခုသူကိုယ်တိုင်ငုံကြည့်ပြီးရွာလဲနေတယ်ရွာလဲနေတယ်သိလားဘာဖြစ်လို့လဲသူကတစ်ဖက်နဲ့သဘောတူထားတာတစ်ဖက်ကိုသူကအာတလုတ်ဖင်နေထူးထဲထားတာကိုဘုံသိမှလဲသူကြောက်နေတယ်မင်းအောင်လိုက်သိမှလဲသူကြောက်နေတယ်အခုမင်းအောင်လိုက်ကတယောက်တည်းမသွားဘူးသူ့ဘာခေါ်သွားမှာသိလားအခုကရေတွင်းပြည့်ကြီးတဲ့ကိုတယောက်တုံးခုန်ထားမှာ ျွန်တော်ကတောင်းတောင်းမပြောဘူးကျွန်တော်တို့ကိုဖာသေးဒီအိမ်ပေါ်ခေါ်ပြီးတော့ဆဲခိုင်းလို့ကျွန်တော်ပြောတော့တာကျွန်တော်ရက်ခိုင်းတယ်မရဘူးမရဘူး तू 88ကိုရေကန်ဖြစ်တာ तू စစ်တပ်မဟုတ်ဘူးစစ်တပ်ကကောင်းနေ88ကိုခဏကြောက်နေတာမျက်နှာချင်းတော့မဆိုင်ကြည့်ရဲဘူး88အုပ်စုတစ်ခုလုံး तू အန်နယ်ဒီထဲမှာမရှိတော့ဘူး ်ခပ်ပေါ်ပေါ်မကြောက်သမိန်ကောင်းပေါ်ရွက်ထားတဲ့ကောင်တော့ပဲကြံ့อืม yeah ကျွန်တော်ပြောတာမလောက်ဘူးဒါမျိုးတွေအခုသူကိုယ်တိုင်းဆယ်ဒီယောဂထားနေလို့ live လောက်ရလဲမေးနေတယ်တဲ့อืมသူကသူဥစားတချို့မှရုပ်ရှင်မင်းသားမင်းသားကြီးဖြစ်တဲ့ဟိုလူမင်းကရောနည်းနည်းမြောက်ပေးလိုက်သေးတာဟိုအောက်ကနေလော်ပေးလိုက်တာငါတို့အမေစုကိုကြီးလိုက်နိုင်ငံတကာသွားတဲ့ခါမှာ ဖက်ရှင်ဘလို့ကြတာလဲဆိုတော့ဟာအဲ့လာကြီးဟိုကရောပီတိလေးဖြာအီအီလေးပါနေတော့လားအခုကနိုင်ငံတော်ဆောင်ကအခုသူဖြစ်သွားတာကသူကအာနာရဖို့အရေးကြီးနေတယ်သူကကိုဗစ်နဲ့အကုန်ချုပ်ထားမယ်သူကအစိုးရသူကပဲပြောလို့ရမယ်သူကဘဲကော်မတီတွေဖွဲ့လိုက်မယ်အဲ့မှာ NLD Uni ပေါင်းနေနဲ့ထည့်လိုက်အဲ့မှာ NLD အာ NLD ဆိုတော့သွားကူညီပြလိုက်မဲပေးရင်တွေ့လားကိုဗစ်မှာ နေတော့ကို NLD ပဲကူခဲ့တာဒါကြောင့် NLD ကိုမဲပေးပါဆိုရင်းကြီးကိုထဲ့တာအခုပတ်ဆိုင်ချီးရတော့မတွေ့လားခင်ဗျားတို့မြစ်ကြီးနားမှာလေဟမ်မင်းတို့ NLD ပါတီကပေးတယ်လို့တရားဝင်ပြောနေလားဝင်ကြီးတွေရှိမှာမဟုတ်ဘူးအဲ့ဒါကမ္ဘာပံကချီးရတဲ့ပတ်ဆိုင်ကိုမြန်မာငွေလဲပြီးတော့အဲ့တော့တော့ကျွန်တော်ပြောတယ်လေဒုက္ခတွေစကမ်းမပေးဘူးလို့ကျွန်တော်ပြောတယ်သိတယ်မလားအဲ့ဒါကိုလက်ပြရ နော်အုတ်ချုပ်ရေးမှုတွေနဲ့တင့်တော်ရတဆွေလုံးတစ်မျိုးလုံးထဲ့ပြီးတော့မှစည်ရင်စရာကွက်လက်လေးထဲမှာကြံနေမှရက်ကွက်ကလူတွေကိုထဲ့ပြီးပေးတာကိုအန်နေဒီယာပေးတယ်ပြောနေတာအဲ့ဒီအကျွေးကိုမြန်မာကပြန်ဆက်ရမယ်တတိုင်းပြည်လုံးပြန်ဆက်ရမယ်ဒေါ်ဆန်းစုကြည်ဆက်ခဲ့မှာမဟုတ်ဘူး NLD ပါတီဆက်ခဲ့မှာမဟုတ်ဘူးသိလားအခုကျွန်တော်ပြောပြအောင်မယ်ထပ်ပြီးတော့ तू အခုဘာလုပ်လဲဟာကိုဗစ်ကြောက်ပြာကြီးမယုံရင်ကြည့်နေ ဒီရွေးကောက်ပွဲဒီလိုကိုဗစ်ကိုဗစ်ကိုဗစ်သူအော်ပြီးတော့သူကျင်းပါယဟာခင်ဗျအဲ့ဒါသူကျင်းခဲ့တာပဲကိုဗစ်ကိုဗစ်အော်ပြီးမှရွေးကောက်ပွဲကျင်းပါယအဲ့ဂျင်းရွေးကောက်ပွဲအခုကျွန်တော်နောက်ဆုံးစကားတစ်လုံးနဲ့သုံးသက်ရှင်တယ်အချိန်လဲရှင်နေပြီထင်တယ်အခုဒေါအောင်ဆန်းစုကြည်တိုက်ပြီးကိုမပြောတဲ့စကားလုံးတစ်လုံးပြောမယ်ကျွန်တော်တန်တမန်စီရရလာနော် ကဘာတစ်ခုကြီးတစ်ခုလုံးကတဲ့ကိုဗစ်ယောဂါကိုတဲ့เนาะကာကွယ်ခြင်းတဲ့เนาะကန့်တတ်ခြင်းတဲ့ကုသခြင်းကာကွယ်ခြင်းကန့်တတ်ခြင်းကုသခြင်းဆက်လက်မပြတ်ပွားရေးအတွက်ဆောင်ရခြင်းဆိုတဲ့အချက်၄ချက်လောက်ကင်ဆောင်ရနေပါတယ်တဲ့တို့ကြောင့်မြန်မာနိုင်ငံတွင်เนาะနိုဝင်ဘာလရှိတဲ့နေ့တွင် ဟုတ်ကဲ့။ဒေါ်ဇက်စုကြည်ရဲ့အဲလုံဆောင်ချက်တွေကိုဒါသူပြောပြသွားတာဖြစ်တယ်။အခေါ်ဇက်စုကြည်ကဒါမဲခိုးလို့တပ်နောက်ကအာနာထိန်လိုက်တယ်။အာနာထိန်လိုက်တော့ဒါမဲခိုးရတယ်ဆိုတဲ့အကြောင်းရင်းရှေ့မှာလည်းပဲဒါသူပြောသွားတာဒါသူတို့အစိုးရတပ်ဖွဲ့လုံးကခိုးတာတွေကိုဒါဖော်ပြီးဖို့အတွက်လုပ်တယ်ဆိုတော့အဲ့တော့ဂျားတဲ့တစားကန်ကကျွန်တော်ဟိုအညာဒေသသူတွေကများသွားတယ်။အဟုတ်မှတ်ပြီးတော့ဒေါ်ဇက်စုကြည်ကိုယုံစားတဲ့သူတွေကတောသူတောင်သားတွေများတယ်ဗျ။ အခုတေးတေးကုန်ညတာလည်းပဲသုံးဆောင်သွားညတယ်ဒေါက်ဆန်းစုကြည်ကိုအရန်ချစ်တဲ့တပ်မတော်သားတွေလည်းပဲအခုတေးကြတာပဲအများကြီးပဲဘာဖြစ်လို့ဆိုတော့နောက်ပိုင်းမှာမုန်းသွားတာပထမဆုံးကဒေါက်ဆန်းစုကြည်ဗိုလ်ချုပ်ကသမီးဆိုပြီးတော့တပ်မတော်သားတရားဝင်တဝင်းလုံးချစ်ကြတယ်တရားဝင်လုံးချစ်ကြတယ်ဘာဖြစ်လို့ဆိုတော့ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်နေလို့သူတို့အဲတပ်မတော်ကိုစတင်တည်ထောင်ခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်နေလို့တားချစ်ကြတယ်တပ်မတော်သားတွေအကုန်လုံးက နော်မိမိကတော့လက်ရှိအာဏာသာယူသားကြတယ်သို့တော်လည်းလက်ရှိတာဝန်ထမ်းဆောင်သားလည်းသူတို့ရင်ထဲမှာဘုရားဟိုနေတောင်ဆန်းစုကြည်ကိုချစ်ကြတယ်ဒါနဲ့ဒေါ်အောင်ဆန်းစုကြည်တို့လှုပ်လိုက်တဲ့အတွက်သူတို့တွေအားလုံးကအာစိတ်ထဲမှာမုန်းတီးသွားကြတယ်သူတို့ကြောက်မယ်ဒေါ်အောင်ဆန်းစုကြည်ကြောက်မယ်ကျွန်တော်တတ်မတော်သားတွေအကုန်တော်တော်များများတည်တယ်တုံးမန်းတွေဖြစ်တယ်ဒုက္ခတွေရောက်တယ်မိလေးဆိုသူယောက်ျားသူများလေးပြန်လာတယ်ပြန်လာတယ်သူယောက်ျားပါမလာတဲ့ငိုတဲ့အငိုဒီကြည့်ပေါ့နော်ဒါလေးပေါ့ အဲ့တော့စိတ်မကောင်းရအောင်ပေါ့ဗျာเนาะစိတ်မကောင်းဒါလေးကိုကျွန်တော်အဲအားလုံးကိုသိစေကျွန်တော်ပြောတာတခုကအဲတုံးသားစီတုံးသားစီမရှိဘူးเนาะကျွန်တော်ပြောတာကအားလုံးသိရှိဖို့ဟိုပြောတာတောင်စန်းစုစီကိုဒါခိုးတယ်ဖွဲ့တယ်ဆိုတာကအပြည့်လူတွေပြောတော့မဟုတ်သူတို့အချင်းချင်းကပြန်ဖြစ်နေတာလို့ဒါကျွန်တော်တင်ပြရင်းနဲ့အသိဉာဏ်ပညာတွေတိုးပါစေပါပဲလုံးလုံးတရားနဲ့ညံနဲ့လောက်ကြဖို့တော့ဒီနေ့အတိုက်တွန်းခြင်းပါတယ်အားလုံးလူတာပြည့်ပါစေလို့ပါရဲကိုဆုမောတော့